Cruising down the highway, windows down low, sunset paints the sky in a လောကမှာကြောက်ရအောင်လို့ရတာပါလေအမောင်ဘက်ခြံနဲ့အလင်းဘက်ခြံကိုပူစားပြထားတဲ့စာအုပ်လေးတော့လူအများစုကအမောင်ဘက်ခြံကိုပြန်သွားကျင်ကြပေမဲ့အလင်းဘက်ခြံကိုတော့ပြန်သွားတဲ့အခါမှာတွန့်ဆုံနေတတ်ကြတယ်ဒီရာတွေကိုအထူးပြုထားတဲ့စာအုပ်လေးတုံးနဲ့ကျွန်တော်ပြဆက်ပေးခြင်းနဲ့အဲဒီစာအုပ်ကိုရေးခဲ့တဲ့သူကတော့1945နောက်ပိုင်းမှာအကျော်ကြားဆုံးဗြိတိရှ size 50စီရင်ထဲမှာ ပါဝင်တဲ့ဈိုင်းစရာတယောက်ပဲဖြစ်တယ်။နိုဘယ်ဆုလည်းရခဲ့သလိုပိုကာဆုလည်းရခဲ့တဲ့ဈိုင်းစရာတယောက်ပဲဖြစ်တယ်။သူကတော့ Ryan Golding ပဲဖြစ်တယ်။ Ryan Golding ကဥရောပမြေပေါ်မှာနာဇီစစ်တပ်ကိုမျက်ဝါးတင်နေမြင်ခဲ့ရတယ်။ဥရောပစစ်မြေပြင်ကလည်းကြောက်မက်ဖွယ်ရာကောင်းပြီးတော့ညံ့နှဲနေတဲ့ကာလာတွေကိုသူကြုံခဲ့ရတယ်။အဲ့အရာတွေကိုပဲသူကမိညာပြီးတော့စာအုပ်လေးတုပ်ကိုထုတ်ခဲ့တယ်လို့ပြောရမယ်။အဲ့စာအုပ်ထဲမှာလည်းလူသဘောမနှောတွေပါတယ်လို့ လူတွေရဲ့စိတ်အတွင်းပိုင်းမှာရှိတဲ့အမောင်ဘက်ခြမ်းနဲ့အလင်းဘက်ခြမ်းကိုကိုစားပြုထားတဲ့စောက်လေးတုပ်လို့ပြောရင်လည်းမမဟုတ်လို့ပြောပါမယ်။ဒီစောက်ထဲမှာလောကအမြင်အပြင်ဒေါသနဲ့ပူဆွေးမှုကိုပေါင်းစပ်ထားပြီးတော့1950မှာ William Goring ကထုတ်ဝေခဲ့တယ်။စောက်လေးနာမည်က Lord of the Fly ပဲဖြစ်တယ်။ Lord of the Fly ဆိုတာကရင်ကောင်တို့ရဲ့အရှင်ပေါ့။ဘာလို့ညို့လဲဆိုတော့ဒီဂျူးတို့ခရစ်ယာန်တို့အစ္စလာမ်တို့ဘာသာတရားမှာတတ်ဝင်ယုံကြည်တဲ့ဒီအိဗရာဟံအုပ်စု ထဲမှာပါတဲ့ဒီကျန်းစာကျန်းစာအဟောင်းတွေကဒီမကောင်းဆိုးဝါးနတ်တပါးကိုရှင်ညွှန်းတယ်လို့ပေါ်ပြထားတယ်။အဲဒီထဲမှာတော့ဒီယာစစ်ဘူးဆိုတဲ့ဒီမကောင်းဆိုးဝါးနတ်တပါးကိုအဓိကဖော်ညွှန်းထားခြင်းဖြစ်တယ်။အဲအာကိုယူပြီးတော့ဒီစာအုပ်လေးနာမည်ကိုပေးခဲ့ခြင်းဖြစ်တယ်။မြန်မာလူကြတော့ဆရာဝီရန်ဖုံးကဒီမိစ္ဆာကျွန်းဆိုပြီးတော့ဘာသာပြန်ပေးထားတယ်။ဒီစာအုပ်ကဟိုဘာသာပြန်မှာလဲအောင်မြင်ခဲ့တယ်ပြောရမယ်။2018ခုနှစ်မှာအမျိုးသားစာပေစုကိုရခဲ့တယ်ပေါ့နော်။ အဲဖတ်ခါရလဲအတော်အဆင်ပြေတဲ့အစာအုပ်လေးပါဒီစာအုပ်ကိုဝီလျံကိုရင်းကလူတဘာဝအစိုးမြင်နဲ့တင်ပြထားတယ်ဆိုပြီးတော့အစိုးဆွဲချက်တွေလည်းရှိခဲ့တယ်လူဆိုတာကဥပဒေစည်းကမ်းများနဲ့ကွညတ်ထားခြင်းခံရတယ်အဲ့နေရာကနေလွတ်မြောက်သွားတဲ့အခါမှာအရင်းတဘာဝကိုကုပြောင်းသွားတတ်တယ်ဘလောက်ပဲအယိုးကံဖြစ်နေပါစေလူဟာအရင်းစိတ်ဝင်တတ်တယ်ဆိုပြီးတော့ဒီစာအုပ်ထဲမှာဖော်ပြထားတယ်တချို့ကလည်းဒီစာအုပ်က19ရာစုကတွက်ရှိခဲ့တဲ့ဒီစာရေးဆရာပေါ်လန်တိုင်းရဲ့ ကလေးစွန်စားကန်ပုံမြင်တပုတ်ဖြစ်တဲ့ဒီ Corey Island ကိုစက်ကြောယူယူထားတယ်ဆိုပြီးတော့ဝေဖန်ထောက်ပြထားတယ်လည်းရှိတယ်။ဒါပေမဲ့ဒီစာအုပ်ကတော့ကလေးစွန်စားကန်ဝတ္ထုမျိုးတော့မဟုတ်နေဘူးပေါ့။စာအုပ်ထဲကဇလန်းကဒီစစ်ပွဲကြီးတစ်ပွဲပေါ့အဲ့ဒီလေ Ice World ကြီးကအလုပ်ပြုလက်နက်တွေနဲ့ဒီတိုက်ခိုက်တဲ့စစ်ပွဲကြီးကိုလည်းခံမှန်းထားကြတယ်။ Ice World ကြီးဖြစ်တဲ့အခါမှာဒီပြတိရှာចောင်းသားတွေကိုလေရင်နဲ့ကယ်ထုတ်တယ်။ကယ်ထုတ်ပြီးတော့ဒီ Pacific သမုဒ္ဒရာအတွင်းမှာရှိတဲ့အပူပိုင်းကျွန်းတစ်ကျွန်းပေါ်ကိုအဲ့လေရင်ပြတ်ကျသွားတယ် ဒီစာအုပ်တော့လုံးထဲမှာခလေးတွေကိုပဲအဓိကဗဟိုပြုထားတယ်လို့ပြောရမယ်။အဲ့ဒီကျွန်းမကိုရောက်သွားတဲ့အခါမှာလူကြီးဆိုတာမရှိဘူးခလေးတွေပဲရှိမယ်။အဲ့ဒီကျွန်းကိုရောက်တဲ့အပေါ်မှာတောင်တင်နေတဲ့ဒီခလေးတွေကဘာတွေဆက်လုံးမလဲ။ဒါပေမဲ့ရိုးရှင်းတဲ့ဖြတ်သန်းမှုတွေနဲ့တော့သွားနေတာမဟုတ်ပဲနဲ့မတူ क्वे ပြတဲ့ပုံစံတွေနဲ့ပြောင်းလဲလာတာတွေကိုဒီစာအုပ်ထဲမှာကျွန်တော်တို့မြင်ရနိုင်တယ်။အဲ့ဒီကျွန်းမကိုကြာသွားတဲ့ခလေးတွေထဲမှာအသက်၁၂နှစ်အရွယ် Ross ဆိုတဲ့ခလေးလေးတယောက်ပေါ်လာတယ်။ Ross က သူနဲ့အတူပေါ့သူက Q သင်းလေးကိုတွေ့ခဲ့တယ်အဲ့ Q သင်းလေးကိုတွေ့တဲ့အခါမှာအဲ့ Q သင်းလေးကိုသူတွေ့ပြီးတော့မှုတ်တယ်ပေါ့နော်မှုတ်ပြီးတော့အဲသူကအတန်တရာလေဆိုပြီးတော့သူကအကျူတင်လေးကိုယူခဲ့တယ်ပြီးတော့မျက်မှန်နဲ့ဝဝတတုတ်ပီကီဆိုတဲ့ကလေးလေးတယောက်နဲ့တွေ့တယ်အဲ့ချိန်မှာပီကီကမင်းကီယူတင်ရှိတာပဲကီယူတင်အကျယ်ကြီးမှုတ်ပြီးတော့ဒီကျုံးပေါ်မှာရှိတဲ့အသက်ရှိသေးတယ်ပေါ့နော်ကလေးလေးကိုစုဝေးလိုက်မယ်တိုက်ပြီးတော့အချက်ပြလိုက်ပါဆိုတဲ့အခါမှာဒီ graph ကဒီကီယူတင်မှုတ်ပြီးတော့ ကလေးတွေကိုအချက်ပြလိုက်တော့အဲ့ချိန်မှာကျွန်းပေါ်မှာအသက်ရှိကြံခဲ့တဲ့ကလေးတွေကတစားတစားနဲ့ထွက်လာကြတယ်ပေါ့အဲ့ဒီမှာဒီအသေးလေးလို့ခေါ်တဲ့ကလေးတွေပါမယ်ပြီးတော့အမွန်ညီနောင်တွေပါမယ်စိုင်မွန်တို့ရော်ဂျာတို့အဲစသဖြင့်ပေါ့ဂျွန်နီတို့အများကြီးကလေးတွေထွက်လာတယ်ပေါ့အဲ့လိုကလေးတွေထွက်လာပြီသူတို့သူစုတွေဝေးနေနေကြပြီပထမတော့သူကပျော်ပျော်ရွှင်ရွှင်နဲ့ပဲရေလေးစောလေကလေးတပါပါတဲလေးတွေစောလေပြေးလွှားနေကြတယ်ပေါ့တောင်ပြေပေါ်မှာနောက်တစ်ခါနောက်ချိန်မှာဘာဖြစ်လာလဲဆိုတော့ဒီ စပြီးတော့ဇလန်နဲ့မှပေါ်လာလဲ rock ကငါတို့တွေဒီတိုင်းနေလို့တော့မဖြစ်ဘူး။ तू ကနည်းနည်းလူကြီးဆန်တယ်။ငါတို့တွေခေါင်းဆောင်ရွေးมาပြင်မယ်။အသက်ရှင်မှုအတွက်ငါတို့ဒီနေရာမှာခေါင်းဆောင်ရွေးมาပြင်မယ်။ဘလို့နေထိုင်ရမလဲဘလို့ရှင်တန်ရမလဲဆိုတာငါတို့စီမင်းနေချရမယ်ပေါ့။အဲ့ချိန်မှာခေါင်းဆောင်ရွေးတယ်။ခေါင်းဆောင်ရွေးတဲ့အခါမှာဒီចောင်းတော့ပါတော့ဓမ္မဒီအဖွဲကဒီ jet ဆိုတဲ့တယောက်က तू ကဆရာကြီးအမြဲတမ်းလှုပ်တတ်တယ်။သူကိုယ်တိုင်ကလည်းဆရာဖြစ်ချင်တယ်ခေါင်းဆောင်ဖြစ်ချင်တယ်။အဲ့ချိန်မှာ rough နဲ့ဒီ jet နဲ့က ရွေးချယ်ကြတယ်ပေါ့ခေါင်းဆောင်ရွေးချယ်ဝင်ပြိုင်ကြတယ်ပေါ့ရွေးချယ်မှုကဝင်ပြိုင်ကြတယ်ဝင်ပြိုင်ကြတဲ့အခါမှာ draft ကနိုင်သွားတယ်ပေါ့နိုင်သွားတဲ့အခါမှာ jazz ကမကျင်တတ်ဘူးဘာလဲဆိုတော့ तू ကခေါင်းဆောင်ဖြစ်ချင်တယ်အဲအဲ့လိုပုံစံမျိုးအဲ့ချိန်မှာ draft ကကြတော့ဘာဖြစ်လဲဆိုတော့ तू မှာခယူသိန်းရှိတယ် तू အစည်းဝေးခေါ်တဲ့အခါကျရင်ခယူသိန်းလေးကိုမှုတ်ပြီးတော့အကုန်လုံးအစည်းဝေးခေါ်တယ်အဲတာဝန်တွေကိုခွဲဝေပေးတယ်ဘယ်သူတွေကတော့အစားကြောထွက်ကားမယ်အမဲလိုက်ကားမယ်ဘယ်သူတွေကတော့တဲလေးတွေစောက်အဲဘယ်သူတွေကတော့ဒီတာဝန်ဘုံမှာတက်ပြီးတော့မီးမွေးပေါ့ဘာလို့မီးမွေးရလဲဆိုတော့ဒီ ျွန်းသားကိုရောက်လာတဲ့သမောတွေကသူတို့ဒီမှာတက်ရှိတဲ့လူသားတွေရှိသေးတယ်ကလေးတွေရှိသေးတယ်ဆိုတာကိုသိအောင်အချက်ပြတဲ့အနေနဲ့ဒီတောင်ကုန်းလေးပေါ်တက်ပြီးတော့မိမွေးရမယ်တောင်ဝင်ပေါ့အဲ့လိုတောင်ဝင်တီးတီးခွဲလိုက်ပြီးတော့အဲ့တောင်ဝင်တွေဘယ်သူတွေကယူကြမလဲဆိုတော့အုပ်စုနှစ်စုခွဲလိုက်တယ်အသေးလေးအုပ်စုနဲ့အကြီးအုပ်စုပေါ့ဒီအသေးအုပ်စုကကြတော့ဟိုအကောင့်သေးတဲ့ကလေးလေးတွေကိုထားတယ်အကြီးအုပ်စုကကြတော့ဒီ Justo လို့ဒီ Roger လို့လို့လူတွေကဥစားမှာပေါ့သူတို့ကဘာလုပ်ရလဲဆိုတော့အမဲလိုက်ရတယ်အဲ့ကျုံးပေါ်မှာပါရှိတယ်ဆိုတော့တော့ဝက်တွေရှိတယ်အဲတော့ဝက်တွေကို အမဲလိုက်ကြတယ်ပေါ့ဒီအသေးဥစုကကြတော့ဒီတဲဆောက်တာတို့ဒီမီးမွေးတာတို့တာမွန်ယူရတယ်ပေါ့အဲ့မှာတတိသားမိတဲ့တစ်ချက်ကဘာလဲဆိုတော့ဒီအစာရှာတဲ့လူနဲ့ဒီပြောမယ်ဆိုပြကြံခဲ့တဲ့လူပေါ့ကြံခဲ့တဲ့လူကဒီသူ့ရဲ့အိမ်မူကိစ္စပဲထားကြပါဆိုအိမ်မူကိစ္စတို့ပါတော့အသီးမွေးကိစ္စလေးတွေလောက်ကြတယ်လို့မြင်မိမဲ့လေသူ့မှာလည်းတာဝန်သေးသေးရှိရဲ့ဒါပေမဲ့အစာရေသာရှာပြီးတော့ပြန်လာတဲ့လူကအမြဲတမ်းမျက်နှာပန်းတရတယ်ပေါ့နော်။ဘာလို့လဲဆိုတော့အမြဲတမ်းမမထန်ထန်ပြောတယ်မမထန်ထန်ဆက်ဆံတယ်ပေါ့ ဒီຢာတွေကိုကျွန်တော်တို့မြင်ရတယ်အဲ့လိုကြာလာတဲ့အများဒီအသေးအုပ်စုနဲ့အကြီးအုပ်စုကအချင်းများကြတယ်အဲ့ຢာကြောင့်ပဲဒီအလုပ်တော်ဝင်တွေကိုအပြောင်းလဲလုပ်တယ်ပေါ့နော်ပြောင်းလဲလုပ်တော့ခုန just do အဖွဲ့ကဒီမီးဖို့တဲ့တာဝန်ပေါ့တာဝန်ကိုယူလိုက်ရတယ်ဒါပေမဲ့သူတို့သူတို့ကသူတို့အုပ်စုကဒီတာဝန်ကိုယူပေမဲ့သူတို့ကအများနဲ့အမဲလိုက်ခြင်းနဲ့အမဲလိုက်ခြင်းနဲ့စိတ်ကပဲအများနဲ့အုံနောက်ထဲမှာရောက်နေတယ်။ဘာလို့လဲဆိုတော့တက်ခြင်းနဲ့ပြတ်ခြင်းနဲ့အော်ငါဒီချိန်ဆိုရင်တော့ဝက်တွေကိုဘယ်လိုလိုက်တယ်ဒီချိန်ဆိုမှာတို့တွေတော့ဝက်တွေကိုဘယ်လို အများခေါ်နေပြီအဲဘလို့တိုက်ကြတယ်ဘလို့ခိုက်ကြတယ်ဒါတွေကိုပဲတွေးနေအဲ့ရာကြောင့်တို့ကမီးဖို့ကိစ္စကိုမေ့ပြီးတော့နေခဲ့တယ်အဲ့ရာကြောင့်ပဲတို့ကျွန်တော်ကိုကတ်ခဲ့တဲ့သဘောတစီကတို့ကိုမတိပဲနဲ့ကြော်သွားမိခဲ့ကြော်သွားတယ်ကြော်သွားခဲ့တယ်ပေါ့အဲ့ရာကြောင့်ပဲဒီ brass နဲ့ jazz နဲ့ကစကားများတယ်အဲ့ချိန်မှာ jazz ကဒသင်းထောင်ပြီးတော့အဖွဲကနေခွဲထွက်တယ်ခွဲထွက်တော့ဒီတိုင်းခွဲထွက်တာမဟုတ်ပဲနဲ့အခြားသူတွေကဒီ manipulate လုပ်တယ်စီးယုံတယ် လှုပ်ဆော်တယ်ချင်းချောက်တယ်ချင်းချောက်ပြီးတော့သူနဲ့အဖွဲ့ဝင်လာလှုပ်ဖို့အတွက်ကိုဒီနီလန်းအမျိုးမျိုးတုံးပြီးတော့ဒီချင်းချောက်တယ်ပေါ့ဘလို့အရာမျိုးလဲဆိုတော့သူတို့ကအများကြီးအမဲလိုက်နေတဲ့အတွက်ဒီတိုက်ကမဲ့ခိုက်ကမဲ့အရာတွေကိုကျွမ်းကျင်တယ်ဒီအထွက်ကြောင့်အများကြီးဒီလက်နဲ့အာကိုပြီးတော့ဒီခန္ဓာကိုယ်ကာယအာကိုပြီးတော့ဒီရှိတဲ့အားနည်းတဲ့လူတွေကိုပြောဆိုပြီးတော့သူတို့ဘက်ကိုပေါအောင်စောင်းနေပေါ့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီကျုံးပေါ်မှာတဲ့ဒီဥပဒေစည်းမျဉ်းတွေဆိုတာမရှိဘူး ငါတို့ကိုထိန်းချုပ်မယ်မိပါလေဆိုတာလည်းမရှိဘူး။အဲဒီအတွက်ငါတို့ကလွတ်လပ်သွားပြီးပျော်ပျော်ရွှင်ရွှင်နေလို့ရတယ်။အဲဒီဟာကတကယ်ပျော်ရွှင်ရွှင်အစ်စ်ဆိုပြီးတော့ဒီလူရိုင်းဝါရပုံစံပေါ့။ဒီ Jazz ကဖြားရောင်ပြီးတော့ဒီကလေးတွေကိုစီးရုံနဲ့နောက်တစ်ခုကကြတော့ဒီအစားအသောက်တွေပေါ့။ငါတို့ကအစားအသောက်တွေကိုကောင်းကောင်းရှာနိုင်တယ်။မင်းတို့ဒီမှာနေလဲဆိုရင်အဲမင်းတို့ရှင်းတမ်းမှုအတွက်မလွယ်ဘူး။အဲဒီအတွက်ကြောင့်ငါတို့နဲ့လာပေါ့။အမျိုးမျိုးပေါ့။ငါတို့ပြောလို့မရဘူးလုံးဝပြောလို့မရပဲနဲ့တောင်းတင်အိုက်မှာပဲကြံခဲ့တဲ့လူတွေကြတော့သူကအသက်အန္တရာယ်ချင်းချောက်ပြီးတော့ဒီ ရိုက်နှက်ဖိုးပြီးတော့ဒီလိုစီးယုံတာတွေရှိတယ်။မင်းအသေးခံမလားငါတို့နဲ့ပေါင်းမလားအဲလိုပုံစံမျိုးတွေပါဖြစ်လာတယ်။တဖြည်းဖြည်းနဲ့ဒီဆောင်ထဲမှာခလေးတဘာဘာမဟုတ်တော့ဘဲနဲ့ဒီအရိုင်းပေါ့နော်အရိုင်းတဘာဘာပုံစံဖြစ်လာအရိုင်းတဘာဘာဆိုတာခုနအရှင်းမှာပြောခဲ့သူခလေးတွေအယူခံသူတို့အကြောင်းမှာတော့အတီးတီးအဲဓမ္မဒေးပွဲရှိတယ်အက္ခရာပွဲရှိတယ်အမျိုးမျိုးပေါ့ပုံစံမျိုးမျိုးနဲ့ရှိကြတယ်ဒီကျိုးမှာရောက်တဲ့အခါမှာခုနဓမ္မဒေးပွဲက Jazz ကလည်းသူကဓမ္မဒေးတင်းတွေဟိုတာအကြောင်းမှာဒီဆုံးနေပြီမြဲဒီရောက်တဲ့အခါမှာသူကလူရိုင်းွာတော့ အရန်ခုံမင်းသွားတယ်။အဲလူရိုင်းဝါရအတိုင်းပဲသူကဒီအเจ้าမဖွေရကောင်းတဲ့ဆေးရောင်တွေမျက်နှာမှာချဲတယ်ချဲပြီးတော့ကာခုံတယ်ဟုတ်ပြီလူရိုင်းဝါရဖြစ်လာပြီလူရိုင်းဝါရဖြစ်ပြီဆိုရင်သူကဘာလုပ်ရလဲဆိုကိုးကွယ်မှုအခုလုပ်ရတယ်။နှက်တွေကိုးကွယ်ရတယ်။နှက်တွေကိုးကွယ်ရမယ်ဆိုဘသူ့ကိုးကွယ်မလဲ။အဲဒီအချိန်မှာသူတို့တွေကသူတို့တောင်ဒီတောင်ပေါ်မှာပေါ့နော်သူတို့အများနဲ့ဘသူမှမသွားရတဲ့ဒီတောင်ပေါ်မှာမိစ္ဆာတကောင်ရှိတယ်ဆိုပြီးတော့သူတို့ရဲရောက်ချင်းတော့ကလေးတွေကအမြင်မိတယ်။ဘာလဲဆိုတော့အဲ့တောင်ပေါ်မှာဒီအရေးကြီးတစ်ခုပေါ့ အများနဲ့တက်လိုက်ဆင်းလိုက် တက်လိုက်ဆင်းလိုက်အဲ့လိုဟာမျိုးမြင်ရတယ်ပြီးတော့အပုံနဲ့နေပေါ့နော်မခံစားနိုင်တဲ့အပုံနဲ့နေလေရအဲဒါကြောင့်ဒီတောင်ပေါ်မှာမိစ္ဆာရှိတယ်ပေါ့နော်မိစ္ဆာရှိတယ်အဲ့ဒါကို just တို့ကအဲသူတို့ရဲ့ကိုယ်ဝယ်ရာဆိုပြီးတော့ယူဆပြီးတော့ဒီရုပ်ပူဆောင်မှုတွေလောက်တာတွေဒါတွေပါအဖြစ်ဖြစ်နေတရုပ်ပေါ်လာတယ်ပေါ့တောင်ပေါ်ကမိစ္ဆာကိုရုပ်ပူဆောင်တယ်တောင်ပေါ်မှာမိစ္ဆာရှိတယ်လို့ထင်မှတ်ပြီးတော့ရုပ်ပူဆောင်ခြင်းကသူတို့ကြောက်စိတ်တီအောင်လုပ်ခြင်းတစ်မျိုးပဲဖြစ်တယ် အဲကြောက်စိတ်ယောဂအစလာပြီးအဲကက်ယောဂကြီးကိုတွန်းလှန်မှုသူတို့ကိုယ်ဝယ်မှုတွေစလုပ်တယ်လို့ပြောပါမယ်။ကိုယ်ဝယ်ယုံကြည်မှုဆိုတာကတကယ်တော့အကြောက်တရားကစတယ်ဆိုရဲစကားအတိုင်းပဲဒီစိတ်ထဲမှာမိစ္ဆာကောင်ကြီးကသူတို့ကိုကောင်းအောင်စိုးအောင်လုပ်နိုင်တဲ့နဖရားတပါအဖြစ်သူတို့ကယုံကြည်ကြတယ်။အဲဂျက်တို့အဖွဲ့ကရှေးခေတ်လူတိုင်းတို့ဒီပုံစံအတိုင်းပေါ့နော်။ကြောက်စိတ်နဲ့နှကူးွယ်မှုတွေလှုပ်လာတယ်။အဲကြောက်ရွံ့ကြောက်ရွံ့မှုတွေကနေပြီးတော့ဒီအုံနဲ့ကျင်းနဲ့ထွက်လာကြတော့ပေါ့။ကြောက်စိတ်ကသူတို့ ဒီစိတ်ကိုလုံခြုံစေခြင်းပြီးတော့ဒီသွေးပူကဒီမောဟတွေဖုံးနှံပြီးတော့အယိုင်းစိတ်တွေပေါ့ရမတ်စိတ်တွေပေါ်လာတယ်လို့မြင်ရတယ်။စာမျက်နှာ340ကိုရှိတဲ့ဒီဝိထုကထူးခြားတဲ့ဇက်ကောင်နေနဲ့ဖွဲ့စည်းထားတယ်။နောက်ဆုံးပိုင်းကိုရောက်လေစာဖက်သူကအယိုင်းစိတ်လှူရှားရတယ်။ဘာလို့လဲဆိုတော့ဒီဆောင်ထဲမှာပါတဲ့ဒီလူရိုင်းဝါရကို ကျင့်သုံးတဲ့ just နဲ့လူသားဝါရကိုပဲထိမ့်သိမ့်ထားတဲ့ဒီ rust တို့ကြားမှာအားပြိုင်မှုကအဖြစ်ဖြစ်နဲ့ကြီးမားလာတယ်။ ရှင်သန်ရေးအတွက်အနာဂတ်လွမြောက်ရေးအတွက်ပေါ့နော်အနာဂတ်လွမြောက်ရေးအတွက်ကိုကြိုးပမ်းနေတယ် Ross ကအဲဘလို့ကြိုးစားပြီးတော့ရှင်သန်နေရလဲဒါတွေကိုဒီစာအုပ်ထဲမှာစာဖတ်သူနဲ့အတူစိတ်လှုပ်ရှားစွာခံစားရမယ်ပြီးတော့အမောင်ရဲ့တားကောင်တွေဖြစ်သွားကြတယ်ဒီ Picky နဲ့ Simon ရဲ့အဖြစ်ကလည်းဝန်းနေစရာကောင်းတယ်ပြီးတော့တန်ကောင်းချင်းတွေကိုတည်ဆောင်လာတဲ့ဒီ Q သင်းကလည်းတစားစီပြက်စီးသွားတယ်ပြီးတော့ Just တို့အဖွဲ့ဝင်တယောက်ဖြစ်တဲ့ Roger ရဲ့ဒီ မကောင်းတဲ့စိတ်ပေါ့သူကိုယ်တိုင်ကလည်းခေါင်းဆောင်ဖြစ်နေတဲ့အတွက်ဘလို့ရေရက်ဆက်ရုပ်မှလဲဆိုတာကိုလည်းထပ်ပြီးတော့လေ့လာရမယ်နောက်ဆုံးပိုင်းမှာဒီ raft တယောက်လူသားဘာသာကိုပဲကျင်သုံးရင်းနဲ့လွတ်မြောက်သွားမလားဒါမှမဟုတ်ဒီ just တို့ရဲ့အတင်းအာဓမအနိုင်ကျင့်မှုနဲ့တူသူတို့ရဲ့ empire အောက်မှာပဲကျဆုံးသွားမလားဒါမှမဟုတ်အကုန်လုံးကခလီးတွေဖြစ်တယ်ဘလောက်ပဲယူသားပြီးတော့ဘလောက်ပဲအယူခံဖြစ်ဖြစ် လူသားစိတ်ထဲမှာရှိတဲ့အမောင်ဖက်နဲ့အလင်းဘက်အချမ်းမှာ လူရီယာစီဥပရိပောင်းနေအပြုံရောက်တဲ့အခါမှာအမောင်ဘက်ချမ်းကိုပဲအာတာသွားတက်တယ်ဆိုတဲ့အရာကိုအဓိကဖော်ပြထားတဲ့စာအုပ်ဖြစ်တယ်။နောက်ဆုံး graph တယောက်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုဒီစာအုပ်ကိုကိုယ်တိုင်ဖတ်ကြည့်ပြီးတော့ခံစားကြည့်ပါလို့ပြောရင်းနဲ့ပဲကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေ။ဒီစာအုပ်ထဲမှာထူးခြားတာတခုကအကုန်လုံးကအစတုန်းကတပွဲတယ်ပဲ။တပြေးပြေးနဲ့အပွဲတွေကွဲသွားကြတယ်။ ဒါကလည်းလူသားတဘာဝလို့ပြောရမယ်။အားလုံးပဲစုံဒီလိုက်ပါကြည့်ပြီးတဲ့ဒုတိယအချင်းစီကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်းတိုင်းရင် subscribe လုပ်ပေးသွားကြပါအောင်။ See you in the next video.